မင်္ဂလာပါ18ရက်17လ2025မင်္ဂလာမနေ့ကမှဒီမင်္ဂလာနေ့ကနေ့မှကျွန်တော်ဆွေးနွေးတင်ပြခြင်းတာကတော့တွေးချိန်ချစ်စရာရွှေမြမာတို့လို့ပြောခြင်းပါတယ်။ဘာတွေကိုတွေးရမလဲဆိုတော့ကျွန်တော်တို့နိုင်ငံအနာဂတ်ရေးကိုတွေးရပါမယ်။အဲရေပေါ်ရာအဖြစ်တော့အဲဒီအချိန်မှာနိုင်ငံရေးပါတီတွေနိုင်ငံရေးသမားတွေကကိုယ်ရည်သွေးပါတီရည်သွေးတဲ့စကားတွေပြောတာများပါတယ်။ဒါဖြစ်ဆိုတော့စီအိုရေးကာလာကို ပါတီအောင်နိုင်ရေးမိမိလွှတ်တော်ကိုယ်စားလှယ်ဖြစ်ရေးမိမိတို့ပါတီအနိုင်ရရေးဆိုကျွန်တော်တို့အနေနဲ့ကတော့အဲ့လောက်ပြောစရာမလိုပါဘူး။ဘာဖြစ်လဲဆိုကျွန်တော်တို့ဟိုပါတီကဆွေးအဖွဲ့လောက်တဲ့အင်အားနဲ့ဝင်ရွေးတာလည်းမဟုတ်ဘူး။ကျွန်တော်တို့ဟို၄ရောက်ပဲပေါ့။ရန်ကုန်တိုင်းမှာ၄ရောက်ပဲကျွန်တော်တို့ဝင်ပြီးအိုရိုက်ပါဝင်၄ရောက်ပဲဝင်ရောက်ရှင်ပြန်နေဖြစ်တယ်။ကျွန်တော်တို့တွေလည်းထပ်တင်လောက်ပဲတဲ့ capacity ပြပြီးသားပျော်ပြီးသားဖြစ်တဲ့အတွက်ပြည်သူလူထုအနေနဲ့အခိုင်းကျင်နေတာဝန်ပေးခြင်းနဲ့ဆိုရင်ကျွန်တော်တို့ရွေးချယ်မှာပေါ့။ကျွန်တော်လက်ရှိပြောနေတဲ့စကားကြီးကတော့ဟိုနိုင်ငံရေးသမားတယောက် နိုင်ငံသားကောင်တယောက်အနေနဲ့ဒီဆိုင်မှာနိုင်ငံသားတိုင်းလူတိုင်းသိရမယ့်စကားတွေပြောရမယ့်စကားတွေဖြစ်ပါလေဒါကြောင့်လည်းပြောနေတာပေါ့ဒါလေးကိုလည်းပဏာမပြောခြင်းပါလေအဲဒီနေရာမှာကျွန်တော်တို့သတိထားဆင်ခြင်သင်တာပါတော့တက်မတော်ပေါ်မှာနိုင်ငံရေးသမတ်တော်တော်များများဟိုအမြင်မကြည့်ခြင်းညာဦးပေါ့ဗျာဟိုတိတ်မကောင်းတာကျွန်တော်စကားအများကြီးထိုင်ပြောဦးပါလေနိုင်ငံရေးသမားတွေနိုင်ငံရေးပါတီခွင်တွေနဲ့သူတို့ကတက်မတော်ပေါ်မှာကြတော့ဟိုအပြည့်ကသူတို့တက်မတော်အမြင်ကြည့်နေတဲ့လူတော်တော်နေပါလေရှိတော်ရှိတယ်နေတယ်အဲသူတို့အကြောင်းအကြောင်းကြောင့်ပေါင်းနေတဲ့လူတွေရဲ့ အခွင့်အရေးတစုံတရာကြောင့်ရောနေတဲ့လူတွေရဲ့ပဲရှိပါတယ်ဒါကိုလည်းတက်မတော်စဲအဖွဲ့ကတိတာပေါ့ဗျာသူတို့ထက်ပို့ပြီးတော့နိုင်ငံတော်ပေါ်ပြစ်ဆက်မှုများတာပဲပို့တိတာပေါ့ဘယ်လူတွေပါလဲဆိုတာလည်းဥက္ကဉ္ဇုံပြောခဲ့တဲ့ဇာတ်ကားတွေလည်းရှိတာအဲ့တော့ပြောချင်တာတော့တက်မတော်ပေါ်မှာနိုင်ငံရေးသမားတော်တော်များများကမကောင်းဗျသူဟိုအချိန်နေတဲ့အချိန်ခါရသူတို့ကတ်နေတာဒါကိုလည်းတက်မတော်တိတာပေါ့ဗျာဒါကျွန်တော်တို့ကြတော့အဲ့ဒီအထဲမှာမပါဘူးကျွန်တော်တက်မတော်ပေါ်အမြင်ကြီးတယ်ဒါဆိုရင်ခင်ဗျားကဘယ်လိုဘယ်လိုမျိုးဖြစ်စေချင်တာလဲဘောမှားတာလားမဟုတ်ဘူး တက်မတော်ပေါ်မှာအမြင်ရှင်းလင်းစွာနဲ့မလချီကားပါမယ်တက်မတော်ဆိုတိုင်းပြည်ရဲ့ကာကွယ်ရေးစွမ်းကာကွယ်ရေးစွမ်းအမြင့်လေးနိုင်ငံရေးလုပ်လို့ရတယ်ပဲလုံခြုံမှုကာကွယ်ရေးစွမ်းအမြင့်မားနေမယ်တိုင်းပြည်တည်ငြိမ်ရေးချမ်းမယ်လုံခြုံအောင်ဆောင်ရွက်နေမယ်ဆိုနိုင်ငံရေးသမားတွေကြိုက်တာလုပ်လို့ရတယ်ကြိုက်သူတွေဟောပြောကြိုက်သူတွေစီရင်ကြိုက်သူတွေလုပ်လို့ရတယ်လုံခြုံရေးစွမ်းအားနှိမ့်ချနေမယ်ဆိုရင်ဟောပြောစီရင်လို့မရဘူးနိုင်ငံရေးသမားတွေလုပ်ချင်တာလုပ်လို့မရဘူးဖင်ကောင်းကျယ်လို့မရဘူးနိုင်ငံရေးသမားတွေလွတ်လွတ်လပ်လပ်ဖွဲ့စည်းကွင်းတည်ထောင်ကွင်းဟောပြောကွင်းဆိုတာလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကောင်းမွန်မှုအကြီးကြီးတယ်မြန်မာနိုင်ငံမှာအဲ့ဒီလုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးဘယ်သူပဲလုပ်နိုင်လဲဆိုအဲ့တဖွဲ့တည်းပဲလုပ်နိုင်ဒါတော့ဥစားပထမပြောခြင်းပါဒါလေးပြောပြီးတဲ့အခါကျတော့ကျွန်တော်ဘာဆက်ပြောခြင်းလဲဆိုတော့တမန်တော်ကမဖြစ်မနေရေဆိုင်ဖြတ်သန်းမယ့်အကြောင်းတရားတွေရှိတယ်ဗျအဲ့ဒါတော့အရေးကြီးတဲ့ကိစ္စကတော့ကြားဖြန့်လို့ခေါ်တဲ့ online ငွေလင်ကိစ္စတွေပါပဲအခုလက်ရှိဒီစဲအစိုးရရောနောင်တက်လာမယ့်အစိုးရရောဒီ online ငွေလင်ကိစ္စတွေကိုလောက်ကမယ်။ဘာကြောင့်လဲဆိုဒီ online လောင်းကစားပြုလုပ်ပြီးတော့ဘယ်ဟိုတုန်းကလောင်းကစားဝိုင်းတွားမှာပတ်စံရှိမှာလောင်းကစားဝိုင်းကိုတွားမှာ ဟိုလောင်းကစားဝိုင်းမှာဂျင်ထိုးတယ်ဖဲရိုက်တယ်စူးကြပါသူမြင်းလောင်းတယ်ပါလောင်းတယ်ပေါ့အဲ့လိုလောင်းကစားတွေကိုလုံနိုင်တာတွားမှာလောင်းကစားလုတ်တဲ့နေရာလည်းရှိရမယ်တွားတဲ့အဆက်တွေလည်းရှိရမယ်တွားမှာလုတ်လို့ရတယ်အခုခေတ်ကျတော့တယ်လီဖုန်းတစ်လုံးရှိုံနဲ့ online ဘောကနေပြီးတော့လောင်းကစားလုပ်ငန်းတွေကိုလုပ်နေကြတယ်အဲ့အဲ့ဒါတွေကဘလောက်ထိခုနေဆိုင်လာပြီလဲဆိုရင်ဒါလောင်းကစားပြုတ်လုပ်ပြီး online ဘောကနေပြီးတော့ပဲလောင်းကစားပြုတ်လုပ်တယ်လိမ့်လေတယ်နိုင်ငံရေးလှုပ်စော်တာလည်း online ဘောကပဲနိုင်ငံတော်ပုံကန်းနေတာလည်း online ဘောကပဲ နိုင်ငံတော်ကိုမှိုင်းတိုက်ပြီးတော့နိုင်ငံတော်ကိုဖျက်ဆီးနေတာလဲအွန်လိုင်းပေါ်ကပဲเนาะဘာသာရေးကိုဖျက်ဆီးနေတာလဲအွန်လိုင်းပေါ်ကပဲကျွန်တော်တို့မြန်မာလူမျိုးနဲ့မြန်မာယဉ်ကျေးမှုကိုဖျက်ဆီးနေတာလဲအွန်လိုင်းပေါ်ကပဲအဲ့တော့ယာစိုးမှုပေါင်းစုံကိုလုပ်နေတာအွန်လိုင်းပေါ်ကဖြစ်တယ်နောက်ပြီးတော့ဒီ sex ကိစ္စတွေနဲ့ Telegram Instagram အစကြီးချိတ်ဆက်ပြီးတော့မြန်မာမျိုးသမီးငယ်တွေဟုတ်လားမြန်မာကြည်ကြီးတဲ့မျိုးသမီးတွေမျိုးကောင်းသမီးတွေကိုဖျက်ဆီးပြီးတော့မရိမှုကျွန်းလာတော့တဲ့အချင်းအချင်းစီယုံနဲ့ချိတ်ဆက်တယ်ခေါ်ယူတာလဲအွန်လိုင်းပေါ်ကပဲ နော်မွေးစည်းဝါးရောင်းဝယ်ဖောက်ကားတာလေချိတ်ဆက်တာလေမွေးစည်းဝါးရဲ့လင့်လေ online ပေါ်ပါပဲနော်အဲ့ဒါကြောင့်မလို့ online ပေါ်ကအရာအလုံးယာစွတ်မှုပေါင်းစုံ online ပေါ်ကလုပ်နေတဲ့အခါကျတော့လက်ရှိတည်တဲ့အဆိုရအောင်နောက်တက်လာမယ့်အဆိုရကအဲ့ဒီ online ပြဿနာကြီးကိုနည်းပညာအရာဖြစ်စီဥပဒေအရာဖြစ်စီတခုခုပြဋ္ဌာန်းပြီးတော့လုပ်မှာဖြစ်မယ်ဒါကတော့တိုက်တွန်းတာပါအခုတည်တဲ့အဆိုရအောင်နောက်တက်လာမယ့်အဆိုရအောင်ဒီကြားဖြတ်လို့ခေါ်တဲ့ online နှက်ဆန်းနေပါပြီခင်ဗျား ဟိုပတ်စံမရှိလို့ဆင်းရဲလို့စိတ်ညစ်နေတဲ့ဟိုကျွန်တော်တကယ်ချင်းမူဆိုးမလေးတယောက်ပတ်စံကြီးမဲ့ချင်းဝေဖောင်တင်ဆိုပြီးတင်းတင်းတင်းကုံတော့၃လေးသိန်းဒါ၃ထောင်ထက်ပြီး၄ထောင်ထက်ပြီးကုံတော့လက်ခိုင်တော့၄၅သိန်းနေကုံတော့ငိုးကြီးပြီးတော့ကျွန်တော်ရှိရောက်လာတော့နင်းဒုက္ခရောက်တာပဲဘွေးရပြီးသားပါသူလည်းအဲ့လိုသူတော်ဒုက္ခရောက်တော့အခြားလူတွေလည်းအများကြီးကျွန်တော်တကယ်ချင်းဒီအကုန်လင်ခံရတယ်ကျွန်တော်တို့တာလည်းမခံရတာ online ပေါ်ကနေကောင်မလေးချောချောလေးတွေယောက်ျားလေးလေးဆိုဟိုက်ကလပ်တွေလို့ခေါ်ရဖြစ်ဖို့အကောင့်တွေလာအပ်တယ်ပြီးရင်လာမယ်ကျွန်တော်တော့တော့သိတယ်ဒီဒီရဒီဟာကြာသူတက်ကုန်နေပတ်သက်စရာမလို့သူအစင်းနဲ့ကိုယ်လာပတ်သက်တယ်သူကသူလိမ်မလို့ဆိုတာသိပြီးသား เนาะတော့မျိုးသမီးတွေကိုလည်းမျိုးသားတွေကဒီလိုစီယုံနေပေါ့ဒါတွေကကြားဖြတ်နေအကုန်လင်ခံရပါတယ်ဖုန်းထဲမှာဒီဒီစင်ကတ်တွေကနေပြီးမဟုတ်ကောက်ကောက်မက်ဆေ့ချ်တွေဟိုကနှိပ်ပါဒါနှိပ်ပါဒီတော့ကိုပြန်ခေါ်လို့မရတဲ့ဖုန်းတွေဘာတွေလောက်တာလဲဒါတွေကအဲ့တော့တယ်လီဖုန်းတွေရောအားလုံးပေါ့ဒီဆိုရှယ်နက်ဝက်တွေမှာလည်းဒီပတ်သက်မှုတွေဒီလိုဖြတ်တောက်ပြဖို့လိုတယ်အဲ့ကြောင့်လက်ရှိဒီစဲနိုင်ငံတော်အစိုးရနဲ့နောင်တက်လာမယ့်နိုင်ငံတော်အစိုးရဒီကြားဖြတ်လို့ခေါ်တဲ့ online လိမ်လည်မှုကပြည်သူတွေအထိနေရှိုင်းနေပါပြီအခုရက်ွက်သေးသည့်ရက်ွက်တွေကကလေးတွေကောင်မလေးတွေတချို့ဝန်ထမ်းလေးလှုပ်ထွက်ပြီး နေဆက်ဒီအလုပ်သွားလုပ်တယ်ဟာပတ်စံနေချင်းကြင်ချင်းချမ်းသာလာပြီဘာမှလုပ်တာလဲဆိုအဲ့ဒီကြားဖြန့်ယူနေမှာလုပ်တယ်ရှိနေတာပဲအခုလဲကြုံနေတာပဲတွေ့နေတာပဲသွားနေတာပဲဘယ်သွားလဲလဲသိတာပဲဟုတ်လားကျွန်တော်တို့ဒါတွေကသူတို့လဲသိမှာပေါ့လူကြီးတွေလဲအဲ့လိုပဲထုံနီးတူတာအခုနေချင်းကြင်ချင်းဒီကောင်ဘာလို့ချမ်းသာတာလဲအိမ်ထဲပုံနေပြီဘာမှမဟုတ်ဘူးဆိုပြီးတော့အဲ့ဒီမှာဂိန်းကြီးလုပ်တယ်ဂိန်းကြီးဂိန်းကြီးဂိန်းရောင်းလာလာပါလားအများကြီးရှိတယ်အခုကျွန်တော်တို့ပတ်ဝန်းကျင်နေမှာအများကြီးရှိတယ်ကြေးဝါးတွေထိပြန့်နေနေပြီရက်ကွက်တွေထိပြန့်နေနေပြီဘယ်လိုလုပ်မလဲနော်ဟိုတုန်းကလိုလောင်ကစားဝိုင်းကြီးလိုက်ဖန်နေစရာမလိုဘူး ဖုံးနဲ့တင်လုံနေတယ်လောင်ကစားတွေဖုံးနဲ့တင်ဘဝပြည့်နေတယ်စိုက်ကားသမားလည်းဘဝပြည့်တယ်ကယ်ရီဆွဲတဲ့ကောင်လည်းဘဝပြည့်တယ်ကြောင်းသားလည်းဘဝပြည့်တယ်အကုန်ဘဝပြည့်နေတယ်ဒီဂိမ်းနဲ့ကျွန်တော်တို့ကကျူးလွန်သူကနင့်နာသူလိုတာဟန်ဆောင်နေရတယ်ကျွန်တော်တို့နိုင်ငံကတော့နာမည်လာဖြစ်တယ်ကျွန်တော်တို့နိုင်ငံမှာလည်းဆင်းရဲပြီးထက်မွေးနေတယ်ဗျဆင်းရဲရတဲ့ကြတဲ့အဲ့ဒီဂိမ်းကြီးကြောင့်အဲ့ဒီကြားဖြတ်နေကြောင့်ထက်မွေးနေတယ်လောက်တာလည်းဒီစိမ့်နေမဟုတ်ဘူးကျွန်တော်တို့ ခင်ဗျနေချင်းချင်ချင်းကြီးပွားသွားတဲ့လူတွေနေချင်းချင်ချင်းချက်ဂျလီဘီတွေကနေထချမ်းတာလေကောင်းလေလုံးရှိကင်ပြီးတန်ချမ်းတာဒါတွေလုံနေတယ်ဆိုတာတော့တီလဲတီကြပါပါမြင်လဲမြင်ကြပါပါအဲ့တော့အနှစ်ချုပ်ကိုပြောရမယ်ဆိုလို့ရှိလို့ရှိရင်ဟိုနိုင်ငံတော်ကောက်ကွယ်နေတယ်တမလို့ဆိုရနေတယ်ကောက်ကွယ်ထိုင်တယ်လောက်ကောက်ကွယ်တယ်ပေါ့သူတို့လည်းနောက်တက်လာမယ့်အစိုးရကလည်းဒီလုပ်ငန်းစဉ်တွေကိုခုနကပြောတယ်ကြားဖြတ်လုပ်ငန်းစဉ်တွေမှာကျွန်တော်ခုနကပြောတာဒီအကုန်ခင်ဗျဘုံကြီးတီလာရှင်အားစပြီးခင်ဗျចောင်းသူចောင်းသားအစုံဖြစ်တယ်ဒါကြောင့်မလို့ နိုင်ငံတော်တာဝန်ထမ်းဆောင်နေတဲ့လူတွေမှာအမျိုးသားကျိုးစီးပွားကိုရုတ်ရော့စေနိုင်တဲ့ဟာတွေကိုတော့လက်မစားကြပါနဲ့ဟိုနောင်တက်လာမဲ့လွတ်တော်တွေနောင်တက်လာမဲ့အဆူရတွေကိုလည်းတိုက်တွန်းကျင်တာကတော့ဟိုပေါ့အရေးချင်းအရေးသွေးမရှိဘဲနဲ့နီကာနီယာရရင်ပြီးတော့၅မီတာသူလှုပ်ဆာလို့ရရင်ပြီးတော့ဆိုတဲ့ကိုကြီးကိုသွေးညံ့ရင်ညံ့သွေးအဆင့်လောက်နေတော့နိုင်ငံရေးကွယ်မလုပ်ကြပါနဲ့လှုပ်ရဲပျော်ရဲကန်ရဲတာတွေကိုလှုပ်ကပါမယ်လှုပ်တဲ့လှုပ်ထိုက်တာတွေကိုလှုပ်ကပါမယ်ဟိုဌာနဆိုင်ရာဝန်ထမ်းတွေတာဝန်ရှိပုဂ္ဂိုလ်တွေအနေနဲ့လည်း အမျိုးသားကျိုးစီးပွားရေးရိုးရိုးနိုင်တဲ့ဒီမွေးစီဝါကိစ္စတွေဗျာထက်တန်းကျောင်းသားတွေအလဲတန်းကျောင်းသားတွေအစီအစဉ်ကြီးရောက်နေအောင်ရက်ွက်တွေတွေဒီရောက်နေအောင်ဟုတ်လားနေရာတွေဒီရောက်မြောက်နေကြပြီအဲ့ဒါတွေကိုတော့လက်ွက်ပြုပြီးတော့အခရီးမလိုက်စားကြပါနဲ့ထိုနည်းတူသာပဲဘဝအားလုံးပြည့်နှံ့တဲ့အမွေးစီဝါအခုကြာဖြတ်နေလို့ဒီကိစ္စတွေနဲ့ပတ်သက်ပြီးရင်တော့ခင်ဗျားတို့ ဒါလက်မစားကြပါနဲ့ထိထိရောက်ရောက်ရေးယူကြပါသတင်းတွေကိုလိုက်ကြပါနော်ဒါလည်းအပီသူလူတို့ကလည်းသူတို့ကလည်းအင်အားနေတဲ့ခါသူတို့ကြီးပဲလည်းပစ်ထားလို့မရပီသူလူတို့ကလည်းဝိုင်းဝန်းကြပါဒီမွေးစေဘွားနဲ့ဒီကြားဖြတ်နေရတော်တော်ကျွန်တော်တို့အမျိုးသားကျိုးစီးပွားကိုတော်တော်ထိခိုက်ပါတယ်တော်တော်လေးခင်ဗျာကျူးလွန်သူတွေရတာဟိုနိုင်ငံကြီးနဲ့ချီပြောနေတာတကယ်တမ်းနေနာတာကြကျွန်တော်တို့စင်းရပီသူလူလူတွေပါပဲရက်ွက်ဒီမြို့ရွာတွေဒီရောက်နေပါတယ်ဒါတွေကိုလည်းအားလုံးဝိုင်းဝန်းပြီးတော့ဖြည့်ရှင်းရပါပါအခုအစိုးရလည်းဖြည့်ရှင်းရလို့နောက်တက်လာမယ့်အစိုးရလည်းဖြည့်ရှင်းရမှာဖြစ်ပါတယ်အဲ့တော့ငါနဲ့မဆိုင်ဘူးလို့တော့မနေစီချင်ဘူးပေါ့ဗျာ ကျွန်တော်တို့လည်းအာနာပိုင်အာနာရှိတဲ့လူတွေတော့မဟုတ်ဘူးတို့တော့နိုင်ငံတော်အတွက်ကျွန်တော်တို့ကလေးငယ်တွေကျွန်တော်တို့မျိုးဆက်တွေအတွက်ကျွန်တော်တို့အမုန်းခံအမိုက်ခံပြီးပြောနေရပါတယ်ဒါတွေကိုလည်းသိစေမြင်စေကြားစေအပ်ပါတယ်နော်အဲ့တော့မနေ့ကကျွန်တော်တင်တဲ့ဗီဒီယိုဖိုင်မှာပြောသလိုပေါ့ငွေမှန်ထားတယ်ကိုတယောက်ကဟိုစတက်မတော့မကောင်းဘူးတဲ့လက်ရှိအခင်းကြီးကိုကြည့်ကြည့်ပါတယ်ဘာမှကောင်းလို့လဲဆိုမင်းတို့ကထပ်ပြောမယ်ဒီစကားကို အဲ့ဒီနိုင်ငံရေးသမားဖြစ်ဖြစ်နိုင်ငံရေးမှိုင်းမိတဲ့ကောင်တွေပဲဖြစ်အဲ့တက်မလို့မကောင်းကြဘူးတက်မလို့ဆိုမလတီကာဘာမန်ရောင်းမင်းတို့ကာကွယ်သိနေတဲ့အချိန်မလို့ကာကွယ်နေသူ့အချိန်တန်သူစုပ်သွားမှာပဲဟုတ်လားသူ့လုပ်ငန်းသူလုပ်မှာပဲအဲ့တော့တက်မလို့မကောင်းဆိုတာမရှိဘူးတက်မလို့ဆိုတာကောင်းတယ်မကောင်းတာလူပုဂ္ဂိုလ်ဟုတ်လားမင်းတို့နဲ့သွားညီးတဲ့ဘိုးကြီးရှိမယ်ဘိုးမူးရှိမယ်သူမကောင်းတာမှတ်ပြီမင်းတို့ကဒီကောင်တွေမကောင်းဘူးတက်မလို့မကောင်းဘူးပြောတာမင်းတို့အဲ့လိုဒီမကောင်းဆိုမရှိတဲ့စင်ပြပြမှာမင်းကလည်းငပြုတ်ကိုက်ပြီးတိုက်နေရတဲ့စစ်သားတွေမင်းတို့ကြည့်ပြဿနာပေါင်းစုံကြတယ်မှာမိသားစုတဲ့ယဉ်နီနေရတဲ့ဘဝတွေကိုကြည့်အဲ့တော့ပြောချင်တာကွဲကွဲပြားပြားတိဖို့ကျွန်တော်တို့နိုင်ငံသားတွေလူမျိုးတွေတက်မလို့ ထာဝရကောင်းတယ်တတ်မတော်ဆိုတော့ဘုเจ้าဆန်တီထောင်ခဲ့တဲ့တတ်မတော်ထာဝရကောင်းတယ်ရှေ့တုန်းကဦးစားဖက်ရှာတဲ့ဘုရင်လက်ထက်ကမူးရီမတ်တွေဘိုးတွေလည်းကောင်းတယ်အခုချိန်ကြီးလည်းတတ်မတော်ကောင်းတယ်မကောင်းတာလူပုဂ္ဂိုလ်မင်းတို့ကြုံမှုတယ်မင်းတို့သွားညီးတယ်လူပုဂ္ဂိုလ်တွေနဲ့မင်းတို့နဲ့ညီးခဲ့မှုတယ်လူပုဂ္ဂိုလ်တွေမင်းတို့နဲ့ပတ်သက်ခဲ့မှုတဲ့လူတွေကိုမင်းတို့တွေ့နေရတဲ့လူတွေကိုကြည့်ပြီးမင်းတို့မကောင်းပြောတယ်အဲ့ဒါလူပုဂ္ဂိုလ်မကောင်းတာမင်းတို့ဘိုးကြီးဘိုးမှုဘိုးချုပ်အစားရှိတဲ့လူပုဂ္ဂိုလ်မကောင်းတာတတ်မတော်ဆိုတဲ့အဖွဲ့အစည်းကကောင်းတယ်အဲ့ဒါကိုကိုယ်ကိုယ်ပြပြတိပို့လို့တယ်ကျေးဇူးတင်တယ်ဗျဒါလေးကိုနိုင်ငံတော်အတွက်ညီညွတ်ပြီးပြောတာပါအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ